လာရှိမြို့နိုင်2025ခုနှစ်တွင်ကျင်းပမည်အထွေထွေရွေးကောက်ပွဲအတွက်ပထမအကြိမ်မဲဆန္ဒရှင်စည်းများစတင်ကျင်းညာတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိမြို့တွင်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်ကျင်းပမည်အထွေထွေရွေးကောက်ပွဲအတွက်ပထမအကြိမ်မဲဆန္ဒရှင်စည်းများစတင်ကျင်းညာခြင်းကိုယနေ့နေ့နဲ့ပိုင်းကစတင်ကသက်ဆိုင်ရာရက်ွက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုရုံး၌ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထို့သို့မဲဆန္ဒရှင်စင်များကြော်ညာထားရှိမှုအားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များရက်ွက်နှင့်ကြေးရွာကော်မရှင်အဖွဲ့ဝင်များကမဲရုံများလိုက်လိုက်လံကွင်းစင်ကြည့်ရှုစစ်ဆေးခဲ့ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများအနေဖြင့်မဲဆန္ဒရှင်စင်ရင်တွင်မပါရှိပါကမဲစင်ရင်တွင်အမည်ထည့်သွင်းပေးရနှင့်မိမိအချက်လက်များမှားယွင်းနေပါကပြင်ဆင်ပေးနိုင်ရေးအတွက်ရှောက်ထားရန်နီလန်းများအားရက်ွက်ကြေးရွာကော်မရှင်အဖွဲ့ကွယ် အဖွဲ့ဝင်တို့ကရှင်းလင်းပြောကြားခဲ့ပါတယ်။လာရှိုးတွင်2025ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက်ပထမအကြိမ်မဲဆန္ဒရှင်စင်ကတ်ထားကြေညာခြင်းအားစက်တင်ဘာလ30ရက်နေ့မှအောက်တိုဘာလ23ရက်နေ့အထိ14ရက်တာ ကြေညာထားမည်ဖြစ်ပြီးရက်ကွက်12ခုကျေးရွာအုပ်စုတစ်ခု စုစုပေါင်း73ခုတို့တွင်မဲယုံစုစုပေါင်း66ယုံမဲဆန္ဒရှင်ပြည်သူစုစုပေါင်း 36320ဦးရှိကြောင်းနောက်ဆုံးကြိမ်မဲဆန္ဒရှင်စီရင်ကတ်ထားကြေညာခြင်းအားနိုဝင်ဘာလအတွင်းထပ်မံကတ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှသိရှိရပါသည်ခင်ဗျာ။